နဝတအစိုးရကနေပြီးတော့နာအဖအစိုးရကိုတောင်းလိုက်တဲ့အခါမှာထိပ်ပိုင်းလေးယောက်ကလွဲလို့ကျန်တဲ့အစိုးရအဖွဲ့ဝင်တွေအားလုံးကိုဖယ်ရှားခဲ့ပါတယ်။အဲ့ဒီလိုဖယ်ရှားပြီးမကြခင်မှာအရေးပါတဲ့ယာတုခံထားမှုတွေလုပ်တဲ့အခါဗိုလ်ချုပ်ကြီးသုရရွှေမန်းကိုတက်မတော်ညီနိုင်ကကရေးဌာနချုပ်မှုဗိုလ်ချုပ်ကြီးစိုးဝင်းကိုဝန်ကြီးချုပ်နဲ့ဗိုလ်ချုပ်ကြီးသိန်းစိန်ကအတွင်းမှုတက်ဖြစ်လာကြတယ်။ဒါနဲ့ပတ်သက်လို့ဗိုလ်ချုပ်ကြီးသိန်းစိန်ဟာကုတ်တဲ့ဝါနုတဲ့ဂျူနီယာတွေအောက်မှာနေနေရပေမဲ့ ဖြစ်ပေါ်လာလေရှိတဲ့မခံချင်စိတ်ကိုမျိုးသိမ့်နိုင်ခဲ့ပါတယ်ဒီလိုရေးရတဲ့အကြောင်းရင်းကကျွန်တော်တို့တက်မတော်မှာကအစဉ်လာရစီနီယာဂျူနီယာဆိုတာရှိပါတယ်ဂျူနီယာတယောက်ကကို့အထက်မှာရောက်လာရင်တရားတည်ဖြစ်စေမတရားတည်ဖြစ်စေအောက်ရောက်သွားတဲ့စီနီယာတိုင်းမှာအောင့်သက်သက်ခံစားမှုဖြစ်လေရှိပါတယ်။ဘာနဲ့နှိုင်းရမလဲဆိုရင်တော့ဗုဒ္ဓသာသနာမှာဖရာတတော်များဖြစ်တယ်။တန်ဃာတော်များရဲ့ဝါစဉ်သဘောမျိုးပါပဲ။ဒါပေမဲ့အခုခေတ်လူမှုရေးအဖွဲ့အစည်းတွေမှာတော့ ဒီလိုဝါစင်သဘောမျိုးကိုအပေါ်ကလူတွေရော အောက်ကလူတွေရောဂယုတဆိုင်နဲ့ယာရုပေးခြင်းတာဝန်ပေးခြင်းများကိုအစဉ်သတိပြုတဲ့အလေးထားတွေရှိပါတယ်။တတိမပြုတ်မီပဲထိတ်ဆုံးကလူကကိုတင်တော်မဲထင်တယ်လို့စီနီယာဂျူနီယာကိုအလေးမထားပဲဘုသိန်းစိန်တို့ကိစ္စလို့ကြောင်းမြန်လှန်တာမျိုးလည်းရှိတတ်ပါတယ်။ဗုဒ္ဓသာသနာမှာတော့ဖျားကိုယ်တိုင်ချမှတ်ထားတဲ့ဝင်းနီမို့ဝါစင်ကိစ္စကိုဘသူမှကြောင်းမြန်မှန်လန်ရကြပါဘူး။အခုကိစ္စမှာလဲဘုသိန်းစိန်ဟာ အဲ့ဒီလိုခန်းစားချက်ချက်ပေါ်ကောင်းချက်ပေါ်ခဲ့ပေမဲ့လီလူရှုနိုင်ကြတယ်လို့သူ့ရဲ့လိုရက်တွေအရအကဲခံမိပါတယ်အဲ့ဒီအပြင်ကိုကိုပေးတဲ့တာဝန်ဝတရားတွေကိုလည်းအောင်မြင်စွာစောင့်ရွက်နိုင်ကြတယ်ဆိုတဲ့အချက်တွေဖော်ပြပြီးဒါတွေကြောင့်နောက်ပိုင်းမှာတမနာဖြစ်ရွေးချယ်ခြင်းခံရတဲ့ဆိုတဲ့အချက်ကိုမိမောင်းထိုးပြီးတင်ပြလိုပါတယ်တက်မတော်အတိုင်းအဝိုင်းအထူးသဖြင့် DSA ကျောင်းစင်အတိုင်းအဝိုင်းမှာတူလို့တူလို့ဆွေးနွေးစရာညှဉ်းခုံစရာတွေဖြစ်လာနိုင်တယ်လို့ယူဆမိတယ်။ဦးဝင်းထိန်ကဦးသိန်းစိန်အကြောင်းရေးရအောင် သူကလည်းဘလို့အနေထားလဲဒီရက်စိတ်ကြောင်းစင်းအောင်စစ်တီစုရခဲ့တဲ့လူကခိုမိမရဲ့နောက်လိုက်ဖြစ်နေရတယ်လို့မိကုံအထုတ်ခံရတာတွေလည်းမကြခဏပါပဲဒါပေမဲ့အဲ့ဒီလိုအမေးခံရတိုင်းကျွန်တော်ပြောလေရှိတာကမတူဘူးလေလို့ပါပဲရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ပေါ်နေတော့ကဦးသိန်းစိန်ဟာစကိုင်းတိုင်းကလေးမြို့မှာရှိတဲ့ခြေလင်းတရင်တစ်ခုရဲ့တမူဒုဗိုလ်မကြီးအဖြစ်နဲ့တာဝန်ထမ်းဆောင်နေစေပါအဲ့ဒီနောက်ပိုင်းမှာယာရုတွေအဆင့်ဆက်တက်ပြီး1995ခုနှစ်လောက်မှာတော့ကာကွယ်ရေးဝန်ကြီးဌာနမှာ စီဦးစီးဗုံမှုချုပ်ဖြစ်လာခဲ့ပါတယ်ကျွန်တော်ကိုယ်တိုင်ကလည်းတက်မတော်မှာဘူကြီးအဆင့်ထိပ်သားအမှုထမ်းခဲ့ရပေမယ်တက်မတော်ရဲ့ယာရုတွေနဲ့ပတ်သက်လို့ကောင်းကောင်းသဘောပေါက်ခဲ့ပါတယ်ဒုတိယဗုံမှုကြီးအဆင့်ဖြစ်ဖို့တောင်မှခက်ခဲရင်းရင်းအမှုထမ်းဆောင်ခဲ့ပြီးမှရလေရှိတာသဘောပေါက်ပြီးသားပါအဲဒါကြောင့်ဗိုလ်သိန်းစိန်ဟာစစ်ရုံးကနေပြီးတန်လွင်မြင့်အရှိချမ်းသတိကန်တိုင်းမှာတိုင်မှုအဖြစ်တုံးမြင့်ခတ်ထားခြင်းခံရတဲ့တဲ့ရင်ကိုကျွန်တော်မြင့်ချထောင်မှနေစဉ်ကဖက်ခွင့်ပြုလို့ဖက်ရတဲ့သတင်းစာများကတစ်ဆင့်သိရတာပါ လားတူပဲနာအဖအစိုးရဖွဲ့မှာအတွင်းမှုတက်ဖြစ်လာတာကိုလည်းသတင်းစာများကတဆင့်သာသိခဲ့ရပါတယ်တက်မတော်မှာဘုံမှုကြီးအဆင့်ထိရောက်ပြီဆိုတာနဲ့ဒီထက်ပုံမြင့်တဲ့ရာထူးနေရာတွေအတွက်ရီမန်းတဲ့သူတိုင်းဟာအနေအထိုင်ပြုမှုအပြောဆိုတွေအလုံးဆင်ခြင်ကြရပါတယ်အဲ့ဒီလိုအဆင့်မျိုးတွေကိုကျွန်တော်တက်မှနေတော့ကအရွေးချက်ကန် selection grade လို့ကြားဖူးခဲ့ပါတယ်ဒါကြောင့်ဘုသိန်းစိန်ဟာရာထူးအဆင့်စစ်တွေကိုဖြတ်တန်းပြီးနိုင်ငံတော်တမနာဖြစ်ထိတ်ဆုံးရောက်ခဲ့တာဟာ ို့ရေချင်းချောင်ဖြစ်တယ်လို့ကန်တရားချောင်လည်းပါတယ်လို့ပြောရမှာဖြစ်ပါတယ်။တခုပြောချင်တာကသူဟာဒီနေ့ကျရင်ငါသမရဖြစ်ရမယ်လို့ရည်မှန်းချက်အထားခင်မှာတည်ကြပါတယ်။ပုတိန်ဆိုင်ဟာသူ့နောက်တစ်ချိန်မှာသမရဖြစ်ရမယ်လို့တခါမှစိတ်ကူးရင်ခဲ့ပုံမပေါ်ပါဘူး။အဲ့ဒီလိုပဲကျွန်တော်တို့ LND အစိုးရတက်လာတဲ့အခါကျတော့ဦးထင်ကျော်တို့ဦးဝင်းညစ်တို့ဟာလည်းအလားတူပါပဲ။သူတို့လည်းဒီနေ့ကျရင်သမရဖြစ်ရင်ကောင်းမှာပဲလို့တခါမှမစင်စားခဲ့ကြသူတွေပါ။ ဒါပေမဲ့ကံကြမ်းမဆိုတဲ့ဆက်ဆရာကြီးရဲ့စီမံကြောင့်ကိုထင်းကျော်ဟာနှစ်နှစ်လောက်တမနာဖြစ်လာခဲ့တယ်။အခုတော့ကိုဝင်းညင်ကအဲ့ဒီရာထူးမှာဆက်လက်ထမ်းဆောင်နေတယ်။တမနာဖြစ်ကျင်တယ်လို့မြမတိကပါတိကြီးညာခဲ့တဲ့သူတွေကြတော့တမနာဖြစ်မလာခဲ့ပါဘူး။သူတို့ကတော့သူတို့ကဥရှိမန်းနဲ့ဒေါ်ဆက်သူကြီးတို့ပါ။သူတို့နှစ်ယောက်စလုံးကတမနာဖြစ်ကျင်တယ်လို့ကြီးညာခဲ့ဘူးပါတယ်။ဒါပေမဲ့ယနေ့အထိဖြစ်မလာသေးပါဘူး။လောကရဲ့ဓမ္မတာလို့ပဲမှတ်ချက်ပေးရတော့မှာပေါ့။တကယ်တော့သူတို့ဟာ ရေချင်းရှိတဲ့ပုံကိုယ်တွေပါနိုင်ငံအတွက်ပြည်သူအတွက်ပုံမတိုးတက်ကောင်းမွန်လာအောင်လုပ်ပေးခြင်းနဲ့စေတနာရှိကြတယ်ဆိုတာယုံကြည်ပါတယ်ဒါပေမဲ့ကကြမာကမျက်နှာတောင်ပေးဘူးထင်ပါတယ်သူတို့ရဲ့နိုင်ငံရေးရည်မှတ်ချက်တွေဟာအခုထိအောင်မြင်မလာသေးပါဘူးဒါပေမဲ့ယတိပြတ်တော့ပြောလို့မဖြစ်သေးပါဘူးအနာကက်ဆိုတာမှန်ရခက်တာလားအထက်မှာဘူသိန်းစိန်ဟာချစ်လေးလုံးအရေးတော်ပုံမှာဒုတိယဘုံမှုကြီးအဆင့်ဖြစ်နေခဲ့တယ်လို့ကြီးခဲ့တယ်အဲ့ဒီချိန်မှာကျွန်တော်ဟာလန်းစင်ပါတီအစိုးရလက်ထက်မှာ တန်ကီပရောဂျက်၄ခုလောက်အကောင့်ထဲပေါ်ပြခဲ့ပါပြီရှစ်လေးလုံးအရေးတော်ပုံကာလမှာလူလူကြားထဲဝင်ရတော့မယ်ငါ့ကိုကုညီကြောင်းဟေလို့ကာကွယ်ဦးစီးချုပ်ရောင်းဥတင်ဦးရဲ့တောက်ခံချက်အရာကျွန်တော်ဟာနိုင်ငံရေးနယ်ပယ်တဲကိုရောက်လာခဲ့တယ်ရှစ်လေးလုံးအရေးတော်ပုံစကန်းတက်သွားစေမဲ့ဆက်ရှိရဲ့ရှစ်လ1988ခုနှစ်မှာနဝတ္တအစိုးရတက်လာတဲ့အခါကျွန်တော်ဟာဥတင်ဦးရဲ့တိုက်တွန်းချက်ကြောင့် LND မှာပါဝင်လာခဲ့တယ်တစ်ဆက်တည်းမှာဒေါ်ဆန်းစုကြည်ရဲ့ပြည်တွင်းစီယုံရခီးစဉ်တွေမှာ လိုက်ပါကူညီခဲ့တယ်။အဲ့ဒီလိုလိုက်ပါခဲ့ရင်ကဒေါအောင်ဆန်းစုကြည်ရဲ့လူတို့နဲ့တွေ့ဆုံမှုတွေမိကုံးတွေကိုထိကြတာတွေစတဲ့အမှုရာတွေကိုအကဲခတ်ရင်ဒီမျိုးသမီးဟာအယူချင်းရှိတယ်။နိုင်ငံခေါဆောင်ဖြစ်တိုက်တယ်။ဒါကြောင့်သူ့ကိုငါပံ့ပိုးတင်တယ်ဆိုတဲ့အသည့်နဲ့သူ့လုပ်ငန်းတွေကိုစူးစမ်းပံ့ပိုးခဲ့တယ်။အဲ့ဒီလိုနိုင်ငံရေးအသည့်တွေကျွန်တော်ကိုလွှမ်းမိုးလာတဲ့အခါမှာတပြိုင်တည်းဆိုသလိုပံ့ပိုးပေးတဲ့အချက်တခုပေါ်ပေါက်ခဲ့ပါတယ်။ဒါကဘာလဲဆိုတော့9ရက်9လ1989ခုနှစ်ညပိုင်းမှာ ိုင်ငံပိုင်တယ်လီဗေးရှင်းကတဆင့်နဝတာဩကတာပကျူကြီးဆုံးမှာတနိုင်ငံလုံးကိုမိကုံးပြောခဲ့ပါတယ်။အဲ့ဒီမိကုံးဟာ၃နိုင်လောက်ကြာမယ်ထင်ပါတယ်။ကျွန်တော်အဆုံးထိနားမထောင်နိုင်ခဲ့ပါဘူး။တဝက်လောက်ကြာတော့အိယာဝင်ခဲ့ပါတယ်။ကျွန်တော်နားထောင်တဲ့အပိုင်းဟာစောစောပိုင်းမို့အချက်တချို့ကိုပြပြထင်ထင်မှတ်မိနေစေပါ။သူကကျွန်တော်တို့တက်မလို့ဟာနိုင်ငံအာဏာကိုအငြင်းတန်းစုပ်ကိုင်နေမှာမဟုတ်ပါဘူး။လာမယ့်နှစ်မေလမှာရွေးကောက်ပွဲကျင်းပပေးမယ်။နိုင်တဲ့ပါတီကိုအာဏာလွှဲမယ်။ အဲ့ဒီနိုင်တဲ့ပါတီကပဲခေါင်းဆောင်ပြီးဖွဲ့စည်းပုံအခြေခံဥပဒေဆွဲကြပါကျွန်တော်တို့မဆွဲဘူးဘိုးစောမောင်ဆွဲတဲ့အခြေခံဥပဒေဟာစောက်သုံးမကြဘူးလို့အပြောမခံနိုင်ဘူးရွေးကောက်ပွဲပြီးရင်ကျုပ်တို့တက်မတော်ကဗားလိုက်ကိုပြန်မယ်ဆိုတဲ့သဘောပါတယ်မေကုံပြောပါတယ်ကျွန်တော်ကြိုက်ပြီပေါ့ဘူချိုကြီးစောမောင်ဟာတက်မတော်ရဲ့ခေါင်းဆောင်နိုင်ငံတော်ရဲ့အထုတ်ထိပ်သူ့လိုပုဂ္ဂိုလ်တယောက်ကလူသိရှင်ကြားကြီးညာလိုက်တော့သူ့ရဲ့မေကုံဟာအနာကက်နိုင်ငံရေးလမ်းစဉ်ကိုတတ်ထမ်းလိုက်တဲ့သဘောပါပြီးတော့တိုင်းသူပြည်သားအလုံးကိုလည်း ေါင်းဆောင်အနေနဲ့ဂရီပေးခဲ့တာပါကျွန်တော်လုံးဝကျင့်နေသွားပါလေအဲ့ဒီလိုကျင့်နေသွားရတဲ့အချက်တွေတဲကတခုတော့ချင်းနေဟာကျွန်တော်ရဲ့စိတ်ကူးနဲ့သွားပြီးတိုက်ဆိုင်နေလို့ပါကျွန်တော်ကလည်းဥတင်ဦးဒေါန်ဆန်းစုကြည်နဲ့ LND ကိုရွေးကောက်ပွဲပြီးတဲ့အထိအဆုံးဆုံးအစိုးရအသစ်ဖွဲ့ပေးပြီးတဲ့အထိတက်ဆွမ်းပြန်လုပ်ပေးမယ်ပြီးရင်ကျွန်တော်ရဲ့စီးပွားရေးလုပ်ငန်းတွေကိုဆက်လုပ်မယ်လေဒီလိုသဘောရှိခဲ့တာပါအခုဗိုလ်ချုပ်ကြီးစုံမောင်ရဲ့မိကုံးအရာဆိုရင်ကျွန်တော်အစီအစဉ်နဲ့ကွက်တီပေါ့ယုံမိခဲ့ခြင်းလေဒီအချိန်မှာ ကမ္ဘာ့တန်ချင်းငွေနဲ့ရွှေတုံမှာခြေချောတဲ့ဆက်ရောင်အတွက်စက်ပစ္စည်းတွေလည်းရောင်းနေပါပြီကျွန်တော်ကိုယ်တိုင်လည်းရွှေတုံစီမံကိန်းနေရာကိုခောက်ခောက်ရောက်ခဲ့ပြီးပါပြီဒါကြောင့်စီမံကိန်းကိုကျွန်တော်ဆက်ပြီးအကောင့်ထည့်ဖို့ရှိလာပြီဆိုတော့ရွေးကောက်ပွဲပြည်ရနဲ့ကွက်တီပေါ်လေအစိုးရတည်တက်လာတာနဲ့ကျွန်တော်လုပ်ငန်းဆက်လက်အကောင့်ထည့်ဖို့ရမှာနဲ့အချိန်ကြိုက်ပါပဲဒီလိုတွေးခဲ့ဘူးပါတယ်အဲ့ဒီလိုစိတ်ကူးတွေနဲ့ကျွန်တော်နိုင်ငံရေးရည်ရင်ကြောမှာညောင်းနေခဲ့ပါတယ်အဲ့ဒီနေ့ဇူလိုင်လ19ရက် အဇာနီနဲ့ခန်းနာအစီအစဉ်နဲ့ပတ်သက်ပြီးနဝတ္တအစိုးရအတွက်နိုင်ငံရေးလက်ကွက်တခုဖြစ်လာပါတယ်။အသေးစိတ်တော့ညည်းတော့ပါဘူးလေ။အဲ့ဒီအဇာနီနဲ့ကိစ္စနဲ့ပတ်သက်ပြီးဖြစ်လာတဲ့ပြဿနာတွေပေါ်မူတည်ပြီးတို့တို့ပြောရရင်ဒေါ်ဆန်းစုကြည်နဲ့ဥတင်ဦးတို့ကိုအကျေကျုပ်ချလိုက်ပါတယ်။ဒေါ်စုအိမ်မှာနေတဲ့ကျွန်တော်နဲ့တကွာတော့လူကြီးလူငယ်အားလုံး51ယောက်ကိုအင်းစင်ထောင်ပို့လိုက်ပါတယ်။ဒါနဲ့ကျွန်တော်ဟာထောင်ထဲမှာ၅နှစ်ခွဲနေခဲ့ရပြီးကျွန်တော်ရဲ့စီးပွားရေးရမကျက်အားလုံးကိုစွန့်လွတ်ခဲ့ရပါတယ်။ 1995ခုနှစ်ဖေဖော်ဝါရီလမှာကျွန်တော်အချင်းကြရကလွညော့လာခဲ့ဒီမှာဒေါ်စဆုကြည်ကလည်းအဲ့ဒီနေ့ဇူလိုင်လမှာအကျယ်ချုပ်ကလွတ်ခဲ့ပါတယ်သူအကျယ်ချုပ်ကလွတ်ပြီးနိုင်ငံရေးလုပ်ငန်းတွေဆက်လုပ်တဲ့အခါကျွန်တော်ကလည်းအချင်းတော်ကအတိုင်းသူ့ရဲ့ရုံးမှာရုံးလုပ်ငန်းတွေတိုင်ခံလုပ်ခဲ့ရပါတယ်ဒါနဲ့ပဲ1996ခုနှစ်မေလမှာပြန်လည်အဖမ်းခံရပြီး2010ခုနှစ်ဇူလိုင်လမှာပြန်လည်လွတ်မြောက်လာခဲ့ပါတယ်လွတ်မြောက်တဲ့အချင်းကစပြီးအနောက်ရှီကိုနိုင်ငံက NLD ဌာနချုပ်ကိုတွားရောက်ပြီး အခါတိုင်းလိုရုံးလုပ်ငန်းတွေဆက်လက်ဆောင်ရွက်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့ဦးသိန်းစိန်ဟာဗိုလ်ချုပ်ကြီးအဖြစ်နဲ့ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်နေပါပြီ။သူဟာဝန်ကြီးချုပ်ဘဝနဲ့မြို့သားညီလာခံအောင်မြင်ပြမြောက်အောင်ဆောင်ရွက်ပေးခဲ့တာတွေ့ရပါတယ်။2008ခုနှစ်မေလမှာအေရူတိုင်းနဲ့ရန်ကုန်တိုင်းတို့မှာနာကိမုံတိုင်းကြောင့်လူပေါင်းသသိန်းခွဲလောက်တည်ချေပျက်စီးသွားခဲ့ရပြီ။ဘိုကလေးဒေဒေရဲ့စတဲ့မြို့နယ်တွေမှာမြို့ရရောရွာရရောတပြေးညီပျက်စီးသွားခဲ့ပါတယ်။ဒီလိုဖြစ်နေခဲ့တဲ့ကြားက 2008ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြည်သူလူထုဆန္ဒခံယူပွဲကိုမွန်တိုင်းတက်ခိုက်ပြီးရတတပတ်တပတ်နှစ်ပတ်အတွင်းမှာပြည်မြောက်အောင်ဆောင်ရွက်နိုင်ခဲ့တယ်။ဦးသိန်းစိန်ကဝန်ကြီးချုပ်ရာထူးနဲ့အစိုးရရန်နေရာတွေကိုကောင်းကောင်းအသုံးချပြီးအကောင့်ထဲပို့နိုင်ခဲ့ပါတယ်။ဒီလိုကိစ္စရပ်ကြီးတွေကိုချွချွမမောနဲ့အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့လို့ကစားဆရာကြီးကရောဘဝဆက်ဆရာကြီးကပါကျင်းနဲ့အားရလို့သူ့ကိုတမနာအဖြစ်ရွေးချယ်ခဲ့ကြောင်းမကြာမီကရေးခဲ့ပြီးပါပြီ။ ျွန်တော်ဘောကစကြောင်းကတော့ခက်ခဲကြမ်းနေပါတယ်။ဒါကိုဂုံယူဝင်ကြောစာနဲ့မနေ့တိုင်းတက်เสียမလို့ဘူးလို့မှတ်ယူပါတယ်။အလားတူပဲကို့ဘသာစိတ်ကြရွေးချယ်ခဲ့လို့ဘသူကိုမှလည်းအပြစ်မတင်ခဲ့ပါဘူး။ကိုနဲ့ဘောကတူခန်းစားခဲ့ရတဲ့ပုံကိုယ်လေးကိုတော့ကိုချင်းစာစိမ့်နဲ့စာနာထောက်ထားခဲ့ပါတယ်။ဒါပေမဲ့ဘောကကံကောင်းလို့ယာရုတွေတက်သွားတဲ့သူတွေကိုရောချမ်းသာကြွားသွားတဲ့သူတွေကိုရောမနာလိုဝန်တော်စိတ်မထားခဲ့ပါဘူး။လူတွေဟာ ကိုရွေးချယ်တဲ့လမ်းကြောင်းအတိုင်းပဲချုပ်နေကြကြတာပဲလို့သဘောထားခဲ့ပါတယ်။2012ခုနှစ်မှာတော့ကျွန်တော်ဟာညချက်ရွေးကောက်ပွဲမှာဝင်ပြိုင်ခဲ့ပြီးမိထီလာမြို့နယ်ကပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်အရွေးခံရပါတယ်။အဲ့ဒီခါကျမှအက်ခံပွဲတွေမှာတမနာဦးသိန်းစိန်နဲ့တွေ့ဆုံခဲ့ရပူပါတယ်။ဒါပေမဲ့နှစ်ယောက်သားစကားလက်ဆောင်ကြဖို့အကွင့်ရေးမရခဲ့ပါဘူး။ကျွန်တော်ကတော့ကိုယ့်ရဲ့မဖြောင့်ပြူးတဲ့ဘဝကံကြမ္မာကိုစားပိတ်လက်အပြည့်အဝရှိပြီးနိုင်ငံရဲ့အထုတ်ထိပ်ထိရောက်လာခဲ့တဲ့ဦးသိန်းစိန်ရဲ့ဘဝလမ်းကြောင်းနဲ့မစီမဆိုင် နိုင်ရှင်စဉ်းစားနေခဲ့ပူပါတယ်။နောက်ဆုံးတော့ဘောဟာချင်းတော့မတူကြကြဘူးလေဆိုတဲ့အမှတ်ချက်နဲ့ပဲအတွေးရရင်ကြောကိုရက်ဆိုင်ပေးခဲ့ရတာကြီးပါပဲ။ကျွန်တော်ကထောင်ချင်းချင်းကြပြီးစုစုပေါင်းအနည်း20နဲ့နှစ်လထောင်ထဲမှာနေခဲ့ရပါတယ်။အင်းစိန်ထောင်၊မြင်းကြံထောင်၊မိထီလာထောင်၊မန္တလေးထောင်နဲ့ကတားထောင်တွေမှာနေခဲ့ရပါတယ်။ဦးဝင်းတင်ကတော့အင်းစိန်ထောင်ထဲမှာပဲတိုက်တွေတစ်ခုပြီးတစ်ခုပြောင်းရင်းနဲ့18နှစ်ကျော်နေခဲ့ရပါတယ်။ကျွန်တော်ထောင်ကလွတ်တော့ဦးဝင်းတင်နဲ့ တလားတခါနားတခါဆိုသလို သွားတွေ့ကြရပါတယ်အဲ့ဒီလိုသွားတွေ့တဲ့အခါသူနဲ့အကြောင်းအရာပေါင်းစုံဆွေးနွေးဖြစ်ပါတယ်နိုင်ငံရေးလိလာသူများရဲ့အကဲထက်ချက်အရာဦးဝင်းတင်ဟာ LND မှာ အမာလိုင်းလို့ခေါ်ရမှာပါဒေါန်ဆန်းစုကြည်နဲ့ဆေအစိုးရကိုစလဲနဲ့တွေ့တဲ့ကိစ္စတွေအဲ့ဒီနော်ဒေါန်ဆန်းစုကြည်နဲ့ဦးသိန်းစိန်အစိုးရကိုစလဲနဲ့တွေ့ဆုံခဲ့တာတွေပါပါတယ်အဲ့ဒီတွေ့ဆုံမှုတွေကိုဦးဝင်းတင်ကထောက်ခံခဲ့ပါတယ်ဒါပေမဲ့2012ခုနှစ် ဂျားတဲ့ရွေးကောက်ပွဲဝင်နေတဲ့ပတ်သက်လို့ तू မထောက်ခံပါဘူးမထောက်ခံတဲ့ကိစ္စနဲ့ပတ်သက်လို့ तू သဘောထားကဦးသိန်းစိန်အစိုးရဟာယူနီဖောင်းမဝတ်ပဲရက်သားအစိုးရအနေနဲ့အုပ်ချုပ်နေတော့လဲပဲဦးဝင်းတင်ရဲ့အမြင်မှာဦးသိန်းစိန်အစိုးရဟာဘလို့ပုံစံကြောင်းတည်ဖြစ်စေစေအစိုးရမှုမူရမထောက်ခံခြင်းဖြစ်ပါတယ်ဘလောက်ထိစိတ်သက်တင်းမှတလဲဆိုရင်ထောင်ဝဆောင်ဖြစ်တဲ့အပြာရန်ဝဆောင်ကို तू ကွယ်လွန်တဲ့အထိဒစိုက်မမက်ဝုတ်ခဲ့တာပါ तू မတရားထောင်ချခြင်းခံရတာကို အခက်နဲ့သဘောထားကို ဖော်ပြတဲ့သင်္ကေတပါဥဝင်းတင်ဖောင်ဒေးရှင်းကဥဝင်းတင်အထိမ့်မဲ့စာအုပ်တော့ထွက်မယ်ဆိုတော့ကျွန်တော်ကလည်းဥဝင်းတင်ကိုဂုဏ်ပြုတဲ့ဆောင်းမဆောင်ရေးဖို့အတွေးပေါက်လာတာနဲ့ရေးပြခဲ့ပါတယ်တလောကနေပြည်တော်မှာတွေ့ဆုံခိုင်မှာဥခန်တာမြက်ကဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ကိုပြောပါတယ်အမဥဝင်းတင်ကွလွန်နဲ့အထိမ့်မဲ့စာအုပ်ထုတ်ဖို့အမရဲ့အမှားစာရေးပြဖို့မဂ္ဂဇင်းကော်ပိုရိတ်ကတောင်းနေပါတယ်လို့အဲ့ဒီတော့မှဥဝင်းတင်ကွလွန်နာ တနစ်တောင်ပြေတော့မှာပါလားလို့တတိယမိလိုက်တယ်။ကျွန်တော်မှလည်းဥဝင်းတင်နဲ့ပတ်သက်လို့အမှတ်တရလေးတွေရှိနေလေတော့အဲ့ဒီလိုဆိုရင်ကျွန်တော်မှလည်းဥဝင်းတင်အကြောင်းရေးစရာလေးတွေရှိတယ်လို့ပြောမိပါတယ်။အဲ့ဒီတော့ဥက္ကဋ္ဌကဒါဆိုကိုဝင်းထိန်လည်းရေးလေလို့တိုက်တွန်းပါတယ်။အဲ့ဒီတွန်းအားကြောင့်ကျွန်တော်နဲ့ပတ်သက်တဲ့ညဥဝင်းတင်အကြောင်းတွေရေးရပါပြီ။တကယ်တော့ဥဝင်းတင်နဲ့ကျွန်တော်ဟာ LND စောက်ဖွဲ့မှသာတရင်တနီတွေ့ခဲ့ဘူးတာပါ။အဲ့ဒီတော့ကဥတင်ဦးကဥက္ကဋ္ဌထွေထွေအတွင်းမှုက ဒေါက်ဆန်းစုကြည်ဖြစ်ပြီးဦးဝင်းတင်ကအတွင်ရင်မူကျွန်တော်ကတော့ထမင်းဦးထန်းဟင်းဦးထန်းဆိုပါစို့ထွေထွေအတွင်ရင်မူရဲ့ရုံးပါပါဦးဝင်းတင်ကအရင်မန္တလေးကထုတ်ဝေတဲ့ဟန်တာရီသတင်းစာရဲ့အဒီတာချုပ်လုပ်ခဲ့တယ်ဆိုတာလည်းသိပါတယ်ကျွန်တော်ဆေးရုံးမှနေစဉ်ကဌာနအတွက်ယူတဲ့သတင်းစာထဲမှာဟန်တာရီသတင်းစာပါတယ်လေအစိုးရထုတ်သတင်းစာတွေဖြစ်တဲ့လောက်သားပြည်သူနေစဉ်ကြေးမုံဦးတထောင်သတင်းစာတွေတဲ့ဟန်တာရီသတင်းစာကပိုးပြီးထူးခြားမှုရှိတော့ တည်င်းစာဖက်မယ်လို့ကိုင်းလိုက်ရင်ဟန်တာရီတည်င်းစာကိုအရေးဆုံးကောက်ကင်လေးရှိတယ်။အကြောင်းလဲဆိုတော့အဲ့ဒီတည်င်းစာထဲမှာအညာဒေတာကတည်င်းသွေးတွေပါလေးရှိတယ်ပြင်။အဲ့ဒီခေဖြစ်ရတွေကိုတရုပ်ဖော်တဲ့ကတ်တုန်းတွေပါလေးရှိတယ်။နောက်မှပြတ်သုံးသပ်ပြီးတော့ဦးဝင်းတင်ဟာအစိုးရထုတ်တဲ့မူဝါဒဆိုင်ရာတည်င်းစာတွေမှာတော့စိတ်ဝင်စားဖို့ကောင်းတဲ့တည်င်းကဏ္ဍတွေကိုစူးစမ်းဖန်တီးနိုင်ခဲ့တယ်။ NLD ဖွဲ့ပြီးဦးဝင်းတင်ကိုကျွန်တော်သတိထားမိခဲ့တဲ့ဖြစ်ရတစ်ခုဟာ အမြဲလိုလိုတတိယဆရာတစ်ခုဖြစ်ခဲ့ပါလေဒါကတော့1989ခုနှစ်တကြံရက်မတိုင်မီရလေးတစ်ခုမှာပါအဲ့ဒီတော့က LED အနေနဲ့တကြံတန်ချက်တိုင်ပွဲလုပ်ဖို့ဆုံးဖြတ်ခဲ့တာပါနဝတာခေဖြစ်လေတော့မြို့နယ်တတိကတန်ချက်အဖွဲ့တွေရဲ့စာသားတွေကိုဗဟုကကြီးကြပ်ဖို့ဆုံးဖြတ်ခဲ့ပြီးအဲ့ဒီကြီးကြပ်တဲ့အဖွဲ့မှာဦးကြည်မောင်နဲ့ဦးဝင်းတင်တို့ပါပါတယ်မြို့နယ်တတိကတန်ချက်ထိုးမဲ့စာသားတွေ CEC ကိုရောက်လာတဲ့အခါအဲ့ဒီစာသားတွေမှာအဲ့ဒီခေတ်က နဝတ္တအစိုးရနဲ့တက်မတော်အပေါ်တိုက်ခိုက်ပုတ်ခတ်တဲ့အစသားတွေပါပါတယ်။ဒါတွေနဲ့ပတ်သက်လို့နောင်နဝတ္တအစိုးရနဲ့ဆက်ဆံရေးမတိခိုက်အောင်အချို့မျိုးနဲ့တန်ချက်အဖွဲ့တွေရဲ့စာသားတွေကိုပြင်ဖို့ဦးကြည်မောင်ကတင်ပြပါတယ်။ဒါကိုဦးဝင်းတင်ကကန့်ကွက်ပါတယ်။ကန့်ကွက်တာကလည်းရိုးရိုးကန့်ကွက်တာမျိုးမဟုတ်ဘဲပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပါတယ်။ဒါကြောင့်တန်ချက်အဖွဲ့တွေရဲ့စာသားတွေကိုပြင်ဖို့တနည်းအားဖြင့်ပြောရရင်စင်စာလောက်ဖို့ကိစ္စမဖြစ်မြောက်ခဲ့ပါဘူး။ဒါကြောင့်အဲ့ဒီချင်းက န်ဒီရဲ့တန်ကြပ်ကြိုက်ပွဲဟာဝဝက်ကွဲအောင်မြင်ခဲ့ပါတယ်။ရီစီယာတေယောစီယာရင်းနေစီယာဂျာတာဆောင်နဲ့တန်ကြပ်တိုင်ပွဲဟာအထင်ကြီးကသမိုင်းမတိုင်တစ်ခုဖြစ်ခဲ့ပါတယ်။ဘလောက်ထိအောင်မြင်ခဲ့ပါတည်းဆိုရင်နဝတ္တအဖွဲ့တရင်းစာရှင်းလင်းပွဲတစ်ခုမှာနဝတ္တအတွင်းမှုတက်ဖြစ်သူဗိုလ်ချုပ်ခင်ညွန်ကအန်ဒီကလုတ်တဲ့ကြံတန်ကြပ်တိုင်ပွဲတွေမှာပါတဲ့အကြောင်းအရာတွေဟာတက်မတော်ကိုရစရာမရှိအောင်ပုတ်ခတ်ခဲ့ပါတယ်လို့ပြောခဲ့ပါတယ်။ဒီမှာကျွန်တော်သတိထားမိတာကဦးဝင်းတင်ဟာ တင်းစာလွတ်လပ်권လွတ်လပ်စာပြောဆို권နဲ့လွတ်လပ်စာရွေးသား권ဆိုတဲ့ freedom of speech နဲ့ freedom of expression တို့နဲ့ပတ်သက်လာရင်ပြည့်ပြတ်တသားယက်တည်တယ်ဆိုတဲ့အချက်ပါပဲ1989ခုနှစ်ကျတော့ကျွန်တော်ရောဥဝင်တယ်မှာထောင်ထဲရောက်သွားကြပါလေရောသူကမလောက်လောက်ကလေးကအဖမ်းခံရတာကျွန်တော်ကဇူလိုင်လကျမှာထောင်ထဲမှာတော့သူရောကျွန်တော်ကတိုက်တီးတီးလှက်ပတ်ပြီးခဏခဏပြောင်းကြလေတော့သူနဲ့ကစုံလိုက်မစုံလိုက်ပေါ့လေသူ့ရဲ့ထောင်ချပုံအကြောင်းကိုတော့ ဘာလဲဟဲ့လူငယ်ရဲ့ဆိုတဲ့စာအုပ်ဖတ်ဖို့တူတိုင်းသိပါတယ်။ဒါပေမဲ့အရှင်းဆုံးဥပမာပြရရင်တော့အညာတီပြီးဖြစ်တဲ့ကလေးပုံမြင်တစ်ခုမှပါတယ်။တိုးငယ်နဲ့ဝင်းပလီဇလန်းတိုင်းမှာပဲ။နေမဟုတ်ရင်နေအမေပဲဆိုတဲ့စင်ကြီးနဲ့သူ့ကိုထောင်ချလိုက်တာပါ။ကျွန်တော်ကြတော့ပထမနှစ်နှစ်နဲ့ကုလမှာပုံမှရှာမြလို့ပုံမှ၁၀ကာကြီးနဲ့အချုပ်ထားခဲ့တာပါ။အဲ့ဒီခက်ကဥပေရပုံမှန်၁၀ကာကြီးဆိုရင်၃နှစ်စောလှုပ်ပေးရမှာပါဒါပေမဲ့လှုပ်မပေးကျင်တဲ့ သုံးနှစ်ပြည့်ကနေနှစ်နှစ်နဲ့ကုလကြမှာပုံမှတ်တစ်ခုတက်တက်ပြီးစစ်ခုံရောက်တည်လေ၁၀နှစ်လား၁၉နှစ်လားထောင်နိုင်ချမှတ်ခံရတာပါနောက်ပိုင်းမှာတော့ပုံမှတ်၁၀ကာကြီးဆိုရင်ကြံခင်းစီ၇နှစ်ပါတယ်လေထောင်ထဲမှာနေစင်မှာပဲအငင်းစဲခံရတာတွေရေဒီယိုနားထောင်မှုနဲ့နောက်တမှုဆွဆဲပြီးပြစ်ဒဏ်တိုးခဲ့တာတွေသူ့ကိုလွတ်တော့မယ်လို့အကြောင်းပြပြီးထောင်ဘူးဝါကြမှာပြန်ခေါ်ပြီးထောင်ထဲပြန်ပို့လာတွေကတော့ စေအုပ်ချုပ်ရေးရဲ့အစိုးရဆုံးမှတ်တိုင်တွေဖြစ်ခဲ့ရပါပြီ။ဒီလိုအစိုးရလောက်ကတဲ့မျိုးစုံကိုဦးဝင်းတင်ဟာဒဇက်ကလေးမှမညှိညူပဲတင့်ကြံခံရည်တည်နိုင်ခဲ့တာလေ။သူ့ရဲ့အမကန်ဂုံမုတ်တွေပဲပေါ့။ထောင်ထဲကအကြောင်းတွေကိုပြန်ကြီးပြရရင်တော့ပြောမဆုံးပါတော့သုံးတောင်လို့ဆိုရမှာပါပဲ။ဒါပေမဲ့1996ခုနှစ်ဒီဇင်ဘာလကနေ1998ခုနှစ်ဧပြီလဆန်းအထိကျွန်တော်ဟာကွယ်လွန်သူမုံရွာဥတည်ရွှေနဲ့တိုက်ထဲနေခဲ့ရပါတယ်။အထူးတိုက်ပါပါ။ ထိုစင်ကထုတိုက်ရဲ့နင်းချင်းဆိုင်ဘက်မှာရှိတဲ့ပြစ်တံတိုက်တစ်ခုရှိပါတယ်အဲ့ဒီမှာပါအခန်းက၃ခန်းတယ်ကျွန်တော်အခန်းက၁ဦးတင်ရှိကအခန်း၃မှာပါအခန်း၂ကိုတော့ဘယ်သူမှမထားပါဘူးထောက်လန်းကြီးနေပြူဟာအတိုင်းကျွန်တော်နဲ့ဦးတင်ရွှေစကားပြောရင်ကြဲကြဲပြောရမှာမို့သူတို့ချောင်းပြေးနားထောင်နိုင်အောင်တမင်လွတ်ထားတာပါကျွန်တော်တို့နှစ်ယောက်ကလည်းထောင်ထဲကျမှတရင်တနည်းပြကြရတော့စကားလက်စုံပြောလို့မကုန်ဆိုရမှာပါသူနဲ့ကျွန်တော်တို့ပြောကြတဲ့စကားတွေထဲမှာ ဥဝင်းတင်နဲ့ပတ်သက်တဲ့သူ့အမြင်ဟာမှတ်သားစရာကောင်းပါတယ်။သူကဥဝင်းတင်နဲ့အပြင်ကျွန်တော်တို့ LND အဖွဲ့ CEC ဟောင်းရှေ့နေဥထွန်းတင်အကြောင်းလဲပါပါတယ်။ဥထွန်းတင်ကရှေ့နေလောကမှာထင်ရှားသူတူပါ။လုပ်ငန်းအောင်မြင်လို့ထင်ရှားသူတူဖြစ်ရုံမကသူ့ဖခင်က အင်္ဂလိပ်လက်ထက်ကလေးကထင်ရှားထွက်ကြတဲ့ရှေ့နေတူဖြစ်ပါတယ်။ဥထွန်းတင်ဟာထင်ရှားရုံမကနိုင်ငံရေးမှာလဲစိတ်ဝင်စားခဲ့သူတူပါ။ဒါကြောင့်ရှေ့လေးလုံးရေးတော်ပုံမှာရှေ့နေများနဲ့အတူဆင်းရဲရင်း ့ LND ရဲ့စီးစီးဖြစ်လာတဲ့တူပါ သူ့ကိုဥတီရှိကမပြောတယ်လဲဆိုရင်ဥထုံးတင်ကဘုန်းလို့ရလို့ပြောပါတယ်သူတဘောကတော့ဥထုံးတင်ဟာမွေးလာကလေးကမင်းတော်ဘွားမှာရှိနေနေနဲ့လှုပ်ရှားပြီတော့လို့ပြောပြီးမွေးလာတာလို့ပြောပါတယ်ဥဝင်းတင်အကြောင်းကိုတော့သူတက်တူကဘွားရပြီးနယ်သာလန်နိုင်ငံမှာတရင်ပညာသင်ဘွားမှာကလေးကမြမပြည်အကြောင်းကိုရသမျှစူးစမ်းပြီးပြပောက်ရောက်မြမတွေအတွက် new bulletin တစ်ခုထုတ်ခဲ့တဲ့အကြောင်းတွေပြောရင်းနဲ့ ဦးဝင်းတင်ကတော့တကယ်ကိုဘွန်ချန်နယ်လစ်တာဟုပြောခဲ့သူပါသဘောကတော့မွေးကလေးကသတင်းစာဆရာအနေနဲ့အသက်မွေးမြူဘူးလူဖြစ်လာတဲ့သူပေါ့လေဦးတင်ရွှေမှတ်ချက်သလိုဦးဝင်းတင်ဟာသတင်းစာဆရာတယောက်အနေနဲ့အသက်မွေးဝမ်းကြောင်းပြုဖို့ပါရမီပါလာတုတ်တူပါတိုးတော့တကယ်ဘဝမှာကြတော့ဦးဝင်းတင်ရဲ့ဘဝနောက်ဆုံးပိုင်းနှစ်ပေါင်း30နီးပါနိုင်ငံရေးအကျဉ်းသားဘဝနိုင်ငံရေးသမားဘဝနဲ့အချိန်ကုန်ခဲ့တာပါအချိန်တွေကတစားတစပြောင်းလဲနေပါပြီ အလန်ဒီကလည်းကြားချက်ရွက်ောက်ပွဲမှာအပြတ်အနိုင်ရလို့ဒေါ်ဆန်းစုကြည်ခေါဆောင်ပြီးလွတ်တော်တက်နေရပါပြီ။ဦးဝင်းတင်ကတော့ LND ပါတီရဲ့အဓိကသဘောတရားကြီးဆရာကြီး ideological leader အနေနဲ့ဒီလိုင်းဆောက်ဆောင်မှာပင်နိုင်ဆောင်မတွေနဲ့သူ့သဘောထားတွေကို မျှဝေနေပါပြီ။သူ့ရဲ့ဆောင်မတွေဟာ LND အဖွဲ့ဝင်တွေတာမကနိုင်ငံရေးစိတ်ပါဝင်စားသူတွေကိုပါစောင့်ဖက်ရတဲ့ဆောင်မတွေဖြစ်လာပါလေ။သူကဝေဖန်စရာရှိရင်မညာမတာဝေဖန်ပါလေ။ အရင်စစ်အစိုးရကိုရောနောက်တက်လာတဲ့ယူနီဖောင်းချုပ်တဲ့ပြည်ခိုင်ပြုတ်အစိုးရကိုပါမထောက်မညာဝေဖန်နေတာပါသူအဘော်တရားရုတ်တရက်ကြည့်ရင်ပြစ်ထန်တယ်လို့ထင်စရာဖြစ်ပေမဲ့မှန်လုံးလို့ဘယ်သူမှငင်းကြက်ထုတ်လို့မရအောင်တင်ကြပုံတွေကခိုင်မာပါတယ်တစ်ချိန်တည်းမှာပဲအဖွဲ့ချုပ်နဲ့အဖွဲ့ခေါင်းဆောင်တွေကိုလည်းဝေဖန်လေးရှိပါတယ်တခါတည်းရန်ဥက္ကဋ္ဌဖြစ်သူဒေါ်အောင်ဆန်းစုကြည်ကိုပါချမ်းသာပေးလိမ့်မရှိပါဘူးဝေဖန်လေးရှိပါတယ်ဒါအပြင်တစ်ချက်တစ်ချက်မှာ LD ကထွက်ချင်တယ်ဆိုတဲ့စကားတန်တွေပါ ကြားလာရပါတယ်ကျွန်တော်နဲ့ကဥဝင်းတင်နဲ့မကြမကြာတွေ့ပြပါတယ်သူ့ရဲ့ဝါရလေးစားသမှုနဲ့အမြဲလိုလိုတစ်လတကာနှစ်လတကာတကူတကာသွားထွေပြီးနိုင်ငံရေးအခြေအနေတွေရဲ့နောက်ဆုံးသတင်းတွေကြောင်းထင်မြင်ချက်ဖော်ပြကြပါတယ်တကယ်တော့သူ့ဩဝါဒတွေကိုကြားကျင်လို့တပင်သွားတာပါ သူနဲ့တွေ့တိုင်းပြောပြတဲ့စကားတွေရဥဝင်းတင်ကတခြားသူတွေကိုဝေဖန်လေးရှိပေမဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ရင်တော့ဘရောမှမလေးမစားမရှိဘူး အငယ်ဦးစားပေးပြီးအလေးထားနေတာသတိပြုမိပါတယ်။သူမကြမကြပြောလေပြောတာရှိတဲ့စကားတစ်ခုကတော့ကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်အတွက်သူမတည်တာတူဦးဒီတော့ညှော်လင်းချက်ဆိုပါတယ်။ဦးဝင်းတင်ကအဲ့ဒီလို LD ကထွက်ချင်ကြောင်းပြောတဲ့အခါကျွန်တော်ကတော့အငြင်းတန်းတောင်းပန်ပါတယ်။ LD မှာဦးဝင်းတင်ရဲ့ကဏဟာအလွန်အရေးပါအရာရောက်နေတဲ့အကြောင်းကိုညီမျိုးစုံနဲ့ပြောပြီးမထွက်ဖို့မိတ္တရက်ခံခဲ့ပါတယ်။သူကတော့ဘာမှပြန်မဖြေပဲ သူ့မူအတိုင်းပြုံးပြီးတုံ့ပြန်လေရှိပါတယ်။အဲ့ဒီလိုနဲ့ကျွန်တော်နဲ့တွေ့ပြီးအင်တာဗျူးလုပ်တဲ့နိုင်ငံသားသတင်းတော်တို့ကို LD အကြောင်းခေါင်းဆောင်တွေအကြောင်းပြောပြရမှာကျွန်တော်ခေါင်းထဲကိုဝင်လာတဲ့အကြောင်းတရားတစ်ခုကိုပြောပြမိပါတယ်။အဲ့ဒီအကြောင်းအရာကလည်းကျွန်တော်ယုံကြည်တဲ့ဘာသာရေးအငြင်းတစ်ခုနဲ့ပတ်သက်လို့ပါ။အဲ့ဒီအငြင်းကတော့ကျွန်တော်တို့မြန်မာလူမျိုးတွေကိုးကွယ်တဲ့ဗုဒ္ဓဘာသာမှာအခြေခံအားဖြင့်ယတနာ၃ပါးဆိုတာရှိပါတယ်။အဲ့ဒါတွေကတော့ဘုရားယတနာတရားယတနာတန်ခါယတနာတွေပါ။ အဲ့ဒီလိုပဲကျွန်တော်တို့ LND မှာလည်းဇဒနာ၃ပါးရှိပါတယ်။အဲ့ဒါတွေကဒေါန်ဆန်းစုကြည်ဥတင်ဦးနဲ့ဦးဝင်းတင်တို့ဖြစ်ပါတယ်လို့အဲ့ဒီအင်တာဗျူးကိုဦးဝင်းတင်ကဖလှယ်ရပါတယ်။ကျွန်တော်ကတော့ဓာတ်ရိုက်မတုံ့ပြန်ပါဘူး။ဒါပေမဲ့ကျွန်တော်နဲ့နှီးစက်တဲ့ပုံကတချို့ကတော့သူ့သဘောထားပြောပါတယ်လေ။သူ့မှတ်ချက်ကတော့ကိုဝင်းထင်ကတော့ကျုပ်ကိုချုပ်လိုက်ပြီတဲ့။သဘောကတော့သူဟာ LND ရဲ့အဓိကပုံကတအုပ်ဖြစ်နေတယ်လို့ကျွန်တော်ကလူသိချင်းကြားပြောလိုက်တော့သူ့မှာ ထွက်မယ်ထွက်မယ်လို့တဖွားဖွားအော်လို့မြင်ရတော့ဘူးသူ့ကိုချုပ်လိုက်တယ်လို့ချစ်သွားတဲ့နဲ့တူပါတယ်သူများတွေတော့မပြောတတ်ဘူးလေကျွန်တော်သတိပြုမိတာကအဲ့ဒီအင်တာဗျူးကိုဥဝင်းတင်ဖက်ပြတဲ့အချိန်ကစပြီးသူဟာ LND အဖွဲ့ကနေထွက်မယ်ဆိုတဲ့အတန်းတွေတိတ်သွားပါတယ်ထွက်မယ်ဆိုတဲ့စကားတန်မကြားရတော့တာဟာသူ့ကွယ်လွန်တဲ့အထိပါပဲဥဝင်းတင်ဟာကျွန်တော်တို့ LND အတွက်ကျွန်တော်အမြင်မှာအထူးအလေးထားရမယ့် LND ရဲ့ကိုယ်ကွယ်ရာရတနာသုံးပါးတဲ့ကတပါးလို့ကျွန်တော်ယုံကြည်မိပါတယ် ဦးဝင်းတင်ဟာယုံကြည်ချက်ခံပါတဲ့အတွက်ပြောစရာရှိရင်အမနာပဲပြောရတဲ့ပုံကပါကျွန်တော်တို့ကြားထက်ရွက်ကပွဲမှာဝင်မဲလို့ဆုတ်ဖြတ်တဲ့အခါမှာသူ့လုံးဝမကြိုက်ပါဘူးမထောက်ခံကြောင်းကိုလည်းလူသိချင်းကြားထုတ်ဖော်ပြောခဲ့ပါတယ်အဲ့ဒီလိုမကျေနပ်မှုတွေဖြစ်ပေါ်လာတဲ့အခါတိုင်းငါအလန်ဒီကထွက်ချင်တယ်လို့ဆိုတဲ့စကားတွေပြောလာပါတယ်တစ်ဖက်ကလည်းဒေါ်ဆန်းစုကြည်ရဲ့ခေါင်းဆောင်မှုကိုသူ့အနေနဲ့ယုံကြည်တယ်လက်ခံတယ်သူနဲ့တွေ့တဲ့ပြည်တွင်းပြည်ပဧည့်သည်တွေကိုလည်းဒေါ်ဆန်းစုကြည်ကိုထောက်ခံကြဖို့အငြင်းတိုက်တော့ပါတယ် အဲ့တော့သူ့မှာ NLD ကထွက်ကျင်တယ်လဲပြောသေးရဲ့ဒေါ်စန်းစုကြည်ခေါဆောင်မှုကိုယုံကြည်တယ်လို့လဲပြောသေးရဲ့သဘောထားကနှစ်ဖက်ခွနေတော့ပေါ့ဒါကြောင့်ဦးဝင်းတေမချက်ချတယ်လို့သူ့ကိုချက်လိုက်တာတော့မဟုတ်ပါဘူး LED အဖွဲ့ဝင်အများစုရဲ့ဆန္ဒကိုတင်စားတဲ့သဘောနဲ့ဒီဆမတ်ကိုကြီးလိုက်ရတာပါကျွန်တော်အနေနဲ့ကတော့1988ခုနှစ်ကတည်းကဒေါ်စန်းစုကြည်ရဲ့ကိစ္စဝဝကိုကိုကြီးဆောင်ရွက်ပေးခဲ့ရတဲ့အခါတခါတည်းရင်တော့သဘောမတူတာလေးတွေကြုံခဲ့ပူပါတယ်ဒါပေမဲ့ ူခေါင်းဆောင်မှုကိုယုံကြည်တဲ့အတွက်သဘောမတူတာတွေကိုစိတ်ထဲမှာပဲထားပြီးတခါမှသဘောထားကိုလည်းကြောင်းထုတ်ဖော်ပြောခဲ့ဘူးပါဘူးဘလိုပဲဖြစ်ဖြစ်ဦးဝင်းတင်ဟာနောက်နေ့အနေငယ်တွဲမှာကွယ်လွန်သွားတဲ့အထိ LND ကထွက်ချင်တယ်ဆိုတဲ့စကားပြောတော့ပါဘူး